ပါရှင်။ဒီနေ့ဂျွန်လ24ရက်နေ့အတွက်နိုင်ငံတကာသတင်းတွေကိုရှုစားရမှာပါ။အပြစ်ရသဘောတူညီမှုကိုအီရန်ချိုးဖောက်တဲ့အတွက်စစ်ဆက်တိုက်မယ်လို့အစ္စရေးချင်းချောက်လိုက်ပါရယ်။အီရန်မှာအစိုးရအပြောင်းအလဲမဖြစ်မနေလိုအပ်တယ်လို့ရှားဘရင်ရဲ့သားကပြောပါရယ်။ရွှေပြောင်းအခြေချသူတွေကိုပြည်နှင်နိုင်ကြောင်းထရမ့်ကိုအမေရိကန်တရားရုံးချုပ်ခွင့်ပြုခဲ့ပါရယ်။ဒီသတင်းတွေနားဆင်ရမှာဖြစ်ပါရယ်ရှင်။အီရန်ဟာအပြစ်အခက်ရက်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးကဆွဆွဲပြီးဒီအတွက်အီရန်ရဲ့မြို့တော်တဟီရန်ကိုပြင်းပြင်းထန်ထန်လက်တုံပြန်တိုက်ခိုက်ဖို့အမိန့်ပေးခဲ့တယ်လို့ပြောပါတယ်။ဂျွန်လ24ရက်နေ့မှာအမေရိကန်သမ္မတထရမ်ကအီရန်ရောအစ္စရေးပါ12ရက်ကြာဖြစ်ပွားနေခဲ့တဲ့စစ်ရေးပြိပခါကိုရပ်တန့်ဖို့သဘောတူလိုက်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့အစ္စရေးနဲ့အီရန်ကအမေရိကန်စစ်ဆန်ညှိနှိုင်းပေးတဲ့အပြစ်ခတ်ရက်စဲကြီးကိုလက်ခံတယ်လို့တရားစီ ထုတ်ပြန်ခဲ့ကြပါတယ်။ဒါပေမဲ့နိုင်ပိုင်းလောက်ကြာမှာပဲ အစ္စရိကာကွယ်ရေးဝန်ကြီးအစ္စရိကက်ကအီရန်ဟာအပြစ်ရသဘောတူညီမှုကိုချိုးဖောက်ပြီးအစ္စရိကိုဒုံးကျည်ရင်းနဲ့ပြစ်ခတ်ခဲ့တယ်လို့ဆွဆွဲလာတာဖြစ်ပါတယ်။အဲ့ဒီအတွက်တဟီရန်ရဲ့အချက်အချာနေရာကပြစ်မှတ်တွေကိုအပြင်းထန်လက်တုံပြန်ချေမှုန်းမယ်လို့ကက်ကပြောပါတယ်။ဒီနောက်တိတ်မကြခင်မှာပဲအစ္စရိစစ်ဦးစီးချုပ်အီယယ်ဆာမာကလည်းအီရန်ဘက်ကသဘောတူညီမှုကိုချိုးဖောက်လာတဲ့အတွက်အစ္စရေးဟာအင်အားသုံးတုံ့ပြန်သွားမယ်လို့ကြေညာခဲ့ပါတယ် နောက်ပြီးအီရန်ဘက်ကနေပစ်ခတ်လိုက်တဲ့ဒုံးကျည်တွေအစ္စရေးဘက်ဦးတည်ပြန်တန်းလာနေတာကိုထောက်လန်းတွေ့ရှိထားတယ်လို့လည်းဇာမားကဆိုပါတယ်။ဒါပေမဲ့အီရန်ကတော့အပြစ်အခတ်ရစဲရေးသဘောတူညီမှုကိုချိုးဖောက်ပြီးအစ္စရေးကိုဒုံးကျည်တွေနဲ့ပစ်ခတ်နေတယ်ဆိုတာလုံးဝမဟုတ်ကြောင်းထပ်ထပ်ညှင်းဆိုထားပါတယ်။အစ္စရေးရဲ့ဆွဆွဲဖော်ပြချက်ကိုအီရန်အစိုးရမီဒီယာတွေကလည်းညှင်းဆန်ခဲ့ပါတယ်။မကြခင်မှာပဲအီရန်လက်နက်ကိုင်တပ်တွေရဲ့စစ်ဦးစီးချုပ်အယာရှိအဗ်ဒူလာဟင်မူဆာဗီကလည်း အစ္စရေးကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တယ်ဆိုတာလုံးဝမဟုတ်ကြောင်းပေချသွားပါတယ်။အီရန်အစိုးရအဓိပတိကြီးမှုနေတဲ့အမျိုးသားလုံခြုံရေးကောင်စီကအစ္စရေးနိုင်ငံအစ္စရေးအလို့တူအလို့ပါကျန်းဖက်အားပေးတွေအပေါ်စစ်ဆင်နွှဲမှုကိုရပ်ဆိုင်ထားကြောင်းကြေညာချက်ထုတ်ထားပြီးနောက်ဆက်တွဲအနေနဲ့အစ္စရေးကထပ်ပြီးရန်လိုဒါတွေရှိလာရင်ပြက်ပြက်တတထိထိရောက်ရောက်နဲ့အချိန်ကိုက်လက်တုံပြန်သွားမယ်လို့သတိပေးထားပါတယ်။အဖြစ်ရသဘောတူညီမှုစတင်အသက်ဝင်ကြောင်းကြေညာခဲ့တဲ့ကထရမ်ဟာ နှစ်နိုင်ငံစလုံးကိုအဲ့ဒီကိစ္စမချိုးဖောက်ကြဖို့တောင်းဆိုခဲ့ပေမဲ့လည်းနိုင်ပိုင်းအတွင်းမှာပဲချင်းနေတွေကစတင်လှုပ်ခတ်လာခဲ့တာဖြစ်ပါရဲ့ရှင်။အီရန်မှာအစိုးရအပြောင်းအလဲဖြစ်ဖို့ချင်းတွေလိုအပ်နေပြီဆိုတာကိုသဘောပေါက်လက်ခံကြစေလို့ကြောင်းအီရန်အင်ရှိမင်းသားဟောင်းကအနောက်မဟာမိတ်နိုင်ငံတွေကိုတိုက်တွန်းပြောကြားလိုက်ပါတယ်။အီရန်အင်ရှိမင်းသားဟောင်းရက်ဇာဖာလာဗီဆိုသူကတော့အီရန်အစ္စလာမစ်တော်လှန်ရေးကြောင့်1989ခုနှစ်တုန်းကပြုတ်ကျခဲ့တဲ့ရှားဘရင်အစိုးရမှာ အင်းရှင်မင်းသားအဖြစ်ခန့်အပ်ခံခဲ့ရသူပါသူကကွယ်လွန်သူရှားဘရင်ရဲ့အသားအကြီးဆုံးလည်းဖြစ်ပါတယ်ဖခင်ဖြစ်သူရှားဘရင်လိုပဲဖာလာဗီက American အပါအဝင်အနောက်နိုင်ငံတွေအစ္စရေးတို့နဲ့နှိကတ်တဲ့ဆက်ဆံရေးမျိုးရှိနေပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့အစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အအုံတွေကိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့ဖျက်ဆီးခဲ့တယ်လို့ American ကပါအစ္စရေးကိုကူညီပြီးအီရန်နျူကလ িয়ার စခန်း၃ခုကိုဘုံဝင်ကျဲခဲ့ပါတယ် အဲ့ဒီနောက်ဂျွန်လာ24ရက်နေ့မနေ့အစောပိုင်းမှာတော့အမေရိကန်သမ္မတထရမ့်ကအီရန်နဲ့အစ္စရေးတို့ဟာနိုင်ပိုင်းအတွင်းမှာအပြစ်ခတ်ရက်စဲကြတော့မယ်ဆိုပြီးကြေညာခဲ့ပါတယ်။ဒီမတိုင်ခင်တရက်မှာတော့ဖာလာဗီကပြင်သစ်နိုင်ငံပါရီမြို့တော်ကသတင်းစာရှင်းလင်းပွဲတစ်ခုကိုတက်ရောက်ပြီးအနောက်နိုင်ငံတွေအနေနဲ့အီရန်ပြည်သူတွေနဲ့အတူရက်တည်ပြီးအီရန်ရဲ့အစ္စလာမစ်အစိုးရကိုဖြုတ်ချတဲ့အခြေမျိုးဖြစ်လာပြီလို့တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။အတိတ်ကအမှားမျိုးကိုကျူးလွန်ပြီး အီရန်အစိုးရကိုအသက်ရှူပေါက်ဖွင့်ပေးလိုက်တာမျိုးမလုပ်ဖို့လိုကြောင်းအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အအုံတွေကိုဖျက်ဆီးယုံလောက်နဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဆောင်ကျင်းပေးနိုင်မှာမဟုတ်ကြောင်းသူကဆိုပါတယ်နျူကလ িয়ার လက်နက်တွေတီထွင်မှုကိုစိုးရိမ်တကြီးတားဆီးတာနဲ့ဒေသလုံးကျုံကြီးအတွက်စိတ်ပူတာတွေကမှန်ကန်တဲ့ကိစ္စတွေဖြစ်ပေမဲ့အီရန်မှာအစိုးရအပြောင်းအလဲလုံးဝဖြစ်သွားပြီးဒီမိုကရေစီအုပ်ချုပ်မှုလမ်းကြောင်းစီပြန်ရောက်လာမှာပဲအဲ့ဒီရီမန်းချက်တွေလက်တွေ့အောင်မြင်ပြီးတော့ ်ငြိမ်းချမ်းရေးကအတွန့်ရှည်လိမ့်မယ်လို့ဖာလာဗီကဆက်ပြောခဲ့ပါတယ်။အီရန်ဘက်ကတော့ဖာလာဗီရဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီးလက်တလောတုံ့ပြန်မှုမရှိသေးပါဘူး။ဖာလာဗီကပြည်ပနိုင်ငံတွေမှာဆယ်စုနှစ်၄ခုလောက်ကြာအောင်တင်းရှောင်နေရတာဖြစ်ပါတယ်။အီရန်မှာဖာလာဗီကိုလိုလားထောက်ခံတဲ့အင်အားစုတွေဘယ်လောက်ရှိနေသလဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။လလော့ဆင်မှာတော့သူကဝါရှင်တန်ဒီစီမှာအခြေချနေထိုင်နေတာပါ။ဖာလာဗီကတိကျတဲ့အထောက်အထားမတင်ပြဘဲနဲ့ အီရန်အဓိပတိအယာတိုလာအလီခါမေနီနဲ့မိသားစုဟာလိုအပ်လာရင်နိုင်ငံကိုစွန့်ခွာထွက်ပြေးဖို့အတွက်ကြိုတင်စီစဉ်ထားပြီးဖြစ်တယ်လို့ဆွဆွဲပြောဆိုခဲ့ပါတယ်။ပြီးတော့သူကအီရန်ရဲ့လက်ရှိ Islamic အစိုးရဟာရိုင်နဲ့ပြိုလဲလာနေပြီလို့လည်းပြောပါတယ်။ American အစိုးရကတော့အီရန်မှာဝင်ရောက်ဘုံကျဲခဲ့တဲ့စစ်စင်ရေးရီမန်းချက်ထဲမှာအစိုးရအပြောင်းအလဲဖြစ်အောင်ဖန်တီးဖို့ဆိုတဲ့ဥစားပေးရီမန်းချက်မပါဝင်ဘူးလို့ဖြေရှင်းထားပါတယ်။ဒါပေမဲ့သမ္မတ Trump ကတော့လက်ရှိအီရန်အစိုးရဟာ နိုင်ငံကိုတကြော့ပြန်ကြီးမြတ်ခမ်းနားလာအောင် လုပ်မပေးနိုင်ဘူးဆိုရင်အစိုးရအပြောင်းအလဲဘာကြောင့်မဖြစ်တဲ့လဲဆိုပြီးတော့မိကုန်ထုတ်ထားပါရရှင်။တရားမဝင်ရွှေပြောင်းအခြေချသူတွေကိုဇာတိနိုင်ငံမဟုတ်တဲ့တခြားနိုင်ငံတွေစီနေနှင်တဲ့တမရထရမ့်ရဲ့လှုပ်ဆောင်မှုတွေကိုအမေရိကန်တရားရုံးချုပ်ကပြန်လည်ခွင့်ပြုပေးလိုက်ပါတယ်။မူလကအောက်ယုံရဲ့ဆုံးဖြတ်ချက်ဟာထရမ့်ရဲ့အစိုးရကရွှေပြောင်းအခြေချသူတွေကိုတခြားနိုင်ငံတွေစီနေမနှင်ခင်မှာ အတိတ်ပဲပြေးဝတဲ့ဖြည့်ရှင်းခွင့်မျိုးပေးဖို့လိုကြောင်းဆုံးဖြတ်ပြီးအစိုးရလှုပ်ဆောင်ချက်ကိုကြားဝင်တားမြစ်ထားခဲ့ပါတယ်။ဒါပေမဲ့ဂျွန်လ23ရက်နေ့မှာတော့တရားရုံးချုပ်တရားသူကြီး9ဦးကဒီကိစ္စဆုံးဖြတ်ဖို့မဲခွဲခဲ့ကြပါတယ်။ Trump ရဲ့အစီအစဉ်ဆက်လက်အကောင့်ထဲဖော်ဖို့ထောက်ခံသူ6ဦး၊ကန့်ကွက်သူ3ဦးနဲ့အပိသက်ရလက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ကန့်ကွက်မဲပေးခဲ့တဲ့ Liberal တရားသူကြီး3ယောက်ကတော့အဲ့ဒီမဲခွဲရလက်ဟာ ဥပဒေမဲ့လှုပ်ချင်တာလှုပ်ဖို့စုချင်းမြင့်ပေးလိုက်တာနဲ့အတူတူပဲလို့စိတ်ပြက်လက်ပြက်ပြောပါတယ်။မေလတုန်းကမြန်မာ၊တောင်ဆူဒန်၊ကျူဘာ၊မက္ကဆီကို လာအိုနဲ့ဗီယက်နမ်နိုင်ငံသားတွေပါဝင်တဲ့ရွှေ့ပြောင်းအခြေချသူ၈ဦးကိုအမေရိကန်ကတောင်ဆူဒန်စီနဲ့နှင်းပြီးလေကြောင်းကနေပို့ဆောင်ခဲ့တဲ့ကိစ္စအကြောင်းပြုပြီးအခုဒီအငင်းပွားမှုဖြစ်လာခဲ့တာပါ။ဒီဖြစ်စဉ်မှာအောက်ယုံရဲ့ဆုံးဖြတ်ချက်နဲ့အဲ့ဒီနယ်နိမှုကိုကန့်ကွက်တားဆီးခဲ့တာဟာဆိုရင် ကြုံဘူးသမျှစိုးရကစိုးစုံတရားရေးအရာဆွတ်ဖတ်မှုလို့ Trump ကဆွဆွဲခဲ့ပူပါတယ်။အခုတော့တရားရုံးချုပ်ကအစိုးရအနေနဲ့ရွှေပြောင်းအခြေချသူတွေကိုဇာတိနိုင်ငံပြန်မပို့ပဲတခြားနိုင်ငံတွေစီနဲ့နှင်လို့ရတယ်ဆိုပြီးမဲပေးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ကန့်ကွက်မဲပေးခဲ့ကြတဲ့တရားသူကြီးတွေကတော့ဒီဆုံးဖြတ်ချက်ဟာဆက်ဆုပ်စရာလွဲသုံးစားမှုတစ်ခုလို့ဝေဖန်ခဲ့ကြပါတယ်။နောက်ပြီးရှိရင်ဆွဲအခြေခံအခွင့်အရေးတွေဆုံးရှုံးနေပြီးသားရွှေပြောင်းအခြေချသူတွေဟာ သူတို့နဲ့အစိမ့်တသက်ဖြစ်နေတဲ့ပြည်တွင်းပြိပခတွေထူထပ်နေတဲ့နိုင်ငံမျိုးတွေမှာပိုပြီးဆိုးရွားတဲ့ဒုက္ခမျိုးတွေကြုံလာနိုင်တယ်လို့လည်းပြောပါရယ်။ထရမ့်ကတောင်ဆူဒန်ကိုနေနေဖို့ဆုံးဖြတ်ခဲ့သူရှေ့ဦးဟာအမေရိကန်မှာလူသတ်မှုမိရှို့မှုလက်နက်ကင်ဓမြမှုလို့ဆိုးရွားတဲ့ရာဇဝတ်မှုတွေကျူးလွန်ထားကြသူတွေဖြစ်တယ်လို့ဆွဆွဲထားပါရယ်။ဒါပေမဲ့တရားရုံးချုပ်မှာခုခံလျှောက်လဲတဲ့ရှင်းလင်းတွေကတော့အဲ့ဒီရှင်းဦးတဲ့ကအများစုဟာဗာပြက်မှုမှကျူးလွန်မထားသူတွေလို့အခိုင်အမာခုခံကောက်ွက်ခဲ့ပါတယ် လက်ရှိမှာတရားရုံးချုပ်ရဲ့ဒီဆုံးဖြတ်ချက်ဟာဆိုရင်အမေရိကန်ရောက်တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေကိုအုံလိုက်ကျင်းလိုက်နေနေမယ်လို့ကြွေးကြော်ထားတဲ့ Trump အတွက်သူ့ရဲ့အစီအစဉ်တွေကိုအကောင့်ထည့်ဖော်ဖို့လမ်းဖွင့်ပေးမှုတစ်ခုလည်းဖြစ်လာခဲ့ပါရဲ့ရှင် People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်